တအောင်ပြကြောက်မဲခိုင်ကြောက်မဲမျိုးကမြို့သားနှစ်ဦးပြီးခဲ့တဲ့စက်တင်ဘာလ29ရက်နေ့တရက်ထဲမှာပဲမြမြုပ်မိုင်းနေမိလို့ပိုက်ချင်းပြီးတေဆုံးသွားခဲ့ပါတယ်။တေဆုံးသူတွေဟာဥက္ကဦးဆိုသူနဲ့လူငယ်တဦးဖြစ်ပါတယ်။ဥက္ကဦးကတော့မနေ့ဆက်နိုင်ဝင်းကျက်အချိန်မှာဖြစ်ပြီးမိတကြိုပြည့်တဲ့ရွက်လောင်းဖျားကိုတွားရောက်ဆွန့်ပြရာကနေမိုင်းနေမိလို့တေဆုံးသွားတာပါ။ မြမြုံမိုင်းကြောင့်တစ်ဆုံးသူလူငယ်ကတော့နေ့လယ်၂နာရီဝန်းကျင်အချိန်မှာဖြစ်ပြီးသူကတော့ငင်းချိုင်းရဲကောအနီးကတုတ်တန်ကွန်းပြင်ဖက်မှာနွားရှာရင်မိုင်းနေမိလို့တစ်ဆုံးသွားတာဖြစ်ပါတယ်။အလားတူပြီးခဲ့တဲ့စက်တင်ဘာလ23ရက်နေ့ကလည်းကြောက်မဲမျိုးကအမျိုးသားနှစ်ဦးမိုင်းနေမိလို့တစ်ဆုံးသွားတဲ့ဖြစ်စဉ်လည်းဖြစ်ပွားခဲ့ပါတယ်။ မိဘပြည်သူအနေနဲ့မိမိတို့အနေထိုင်ရာပတ်ဝန်းကျင်နဲ့လုပ်ငန်းခွင်တွေမှာဖြစ်ဖြစ်တောတောင်တွေမှာဖြစ်ဖြစ်စစ်လက်နက်အကျဉ်းချံတွေတွေ့ရှိခဲ့ရင်တက်ဆိုင်ရာတာဝန်ရှိသူတွေကိုအမြန်ဆုံးအကြောင်းကြားဖို့လိုအပ်ပြီးကိုယ်တိုင်တွားရောက်ရှင်းလင်းတာမျိုးမပြုလုပ်ကြားဖို့လိုအကြောင်းတက်သွန်းအပ်ပါတယ်ကျွန်မလွေပူပါပါရှင်